အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရစေ။ကျွန်တော်ဒီတစ်ခါမိတ်ဆွေတို့ကို share လုပ်ပေးမယ့်အကြောင်းအရာကကိုယ့်ရဲ့ Messenger တွေကစာတွေကိုကိုမတိပဲတခြားလူတွေဖတ်လို့မရအောင်ကာကွယ်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်အရင်ဆုံးလုပ်ရမှာကကျွန်တော်ကိုယ့်ရဲ့ Messenger တွေကိုသွားမယ်။ကျော်ဒီ Messenger က update အတစ်ဖြစ်ရမယ်ပေါ့နော်ကိုက update အတစ်မတင်ထားဘူးဆိုရင်အတစ်တင်လိုက်ပါပြီးရင်ညာဘက်တောင်းလေးမှာ menu ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒီ menu ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါပြီးရင်ကိုက setting တဲ့ကိုသွားမယ် setting တဲ့ကိုသွားပြီးသွားရင် ကျွန်တော်တို့ out ကိုနည်းနည်းလေးဆွဲချလိုက်မယ် အောက်ကိုဆက်ချပြီးသွားရင်ဒီမှာ privacy and safety အဒီထက်ကိုဝင်လိုက်ပါဝင်ပြီးသွားရင် app law ဆိုတာလေးရှိတယ် app law ဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာ off ဖြစ်နေတာလေးကိုကျွန်တော်တို့က on ပေးရမှာဖြစ်ပါတယ်ဒီ app lock ဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာ unlock with biometrics ဆိုတာလေးကို on ပေးလိုက်ပါခင်ဗျာကျွန်တော် on ပေးလိုက်ပြီဆိုရင်ကိုယ်သူက password ထည့်ခိုင်းမှာပေါ့နော် password ကကိုယ့်ရဲ့ phone password ကိုထည့်ပေးလိုက်ပါကိုက fingerprint နဲ့ဆိုရင် fingerprint နဲ့ဝင်ပေးလိုက်ပါခင်ဗျာဒီမှာ option လေးခုရှိပါတယ်ကိုကြိုက်တဲ့ option ကိုရွေးပြီးတော့ထားထားလို့ရပါတယ် ဝန်နာဝါတနာရီဂျာမကျွန်တော်တို့ဒီမက်ဆင်ဂျာတွေကထွက်ပြီးတနာရီဂျာမလော့ချမှာလားဒီမှာကိုမက်ဆင်ဂျာတွေကထွက်လိုက်တာ ਨੇ လော့တန်ချမှာလားဆိုတာဒီမှာရွေးလို့ရပါတယ်ကိုခြိုက်တဲ့ option ကိုရွေးပြီးတော့ထားထားလို့ရပါတယ်ဒါဆိုရင်ကိုကိုမတိပဲတခြားလူတွေကကိုရဲ့မက်ဆင်ဂျာကစားလေးကို အလွယ်တကူဖတ်လို့မရတော့ပါဘူးခင်ဗျာ ဒီလိုမျိုးလုပ်ထားခြင်းအားဖြင့်ကိုယ့်ရဲ့ privacy ကိုကောက်ွယ်ပြီးသားဖြစ်ဖြစ်သွားပါတယ်ခင်ဗျာ။ Okay နောက်တဲ့သိချင်တာတွေရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel ကိုကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။နောက် video တွေမှာဒီကောင်းတဲ့ video တွေကိုတင်ဆက်ပေးတော့ပါမယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။မရှင်းတာရှင်းရင် like and s u b s c r i b e လုပ်ပြီး comment မှာမေးသွားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် bye bye